ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဖျားကြီးမိုးကုတ်မြို့မင်္ဂလာရိပ်သာဓမ္မယုံကြည်ပေါ်တွင်6ရက်5လ62ခုနှစ်၌ဟောကြားဆုံးမတော်မူသောအမှောင်၅စင်းအလင်း၅ချက်အမှတ်၃တရားတော် နှစ်ခုစားဒီကြတာထားရတာဓမ္မတို့ဒေဝမင်္ဂလို့မှတ်ထားရှင်ဝိစ္စကတော့ဘာပဲလို့ဒေဝမင်္ဂဆိုတဲ့စာပတ္တဝါရေခန္ဓာရတဲ့ပုဂ္ဂိုလ်အိုအောင်လို့တက်တဲ့တရားခန္ဓာရတဲ့ပုဂ္ဂိုလ်တွေလျော်လို့တက်တဲ့တရားလို့ဩဒီတရားနှစ်ခုကတရားဆိုနှစ်ခုပါလားလို့ မှတ်ထားပါနော်ခန္ဓာရတဲ့ပုဂ္ဂိုလ်အိုအောင်လို့တရားဆရာခန္ဓာရတဲ့ပုဂ္ဂိုလ်သေအောင်တတ်တာကဘာရမဘာရမလို့သဗ္ဗမယအောင်ဖြစ်တူရလို့ဆိုလို့ရှိရင်ကုသိုလ်ရပြုပြီးဒီကာလလူတော်ကောင်းတွေတွေ့အောင်လို့အမြင်မျိုးပုံပုံကျူးစားကြကြရမညဆရာမတော်ကသူတို့သူတို့ကြည့်ပွားရင်သူတို့ဤ သာဘဝါဘဖြစ်ရမှာတော့ခန္ဓာရတဲ့ပုဂ္ဂိုလ်မရပါဘူးကိုယ့်အတွက်ဘာမှကြီးကြီးသရမဏမာသာကြီးကြီးနေတယ်မှန်ပါဗျာမရဏရဲ့ဓမ္မတွေလာခြင်းနဲ့ခန္ဓာရတဲ့ကမင်းတို့တောင်းနေတဲ့သူတောင်းမသိလို့တောင်းလဲခန္ဓာကြည့်ရပါပဲသိပြီကလည်း ဝိကုမဉာဏ်ကနဲ့တောင်းတဲ့ခန္ဓာကြည့်ရပါပဲဆိုတာကဖြင့်ဒီတော့မှမြင်ဖို့မလိုတော့အဲဘုရုကြည့်ပွားလို့ညဘုရုပါလို့နေပါလို့မလဲလို့မေးဖို့မလိုလိုပါဘူးဩဆရာမရဏတွေသာယဝါယကိုကိုကနေသိရကလာဒါနသီလတွေကိုဒါနသီလတွေလောက်ပြီးကြလာဇာမရဏတွေသာဖို့ဝါဖို့ရအထေလုတ်ပေးနေတယ်ဆိုလို့ရှိရင်လွဲပါ ဩတရားဓမ္မတွေမသိရခင်တော့ဝေဒနာဖြစ်နေကြတယ်ဆိုတော့ဘာဖြစ်ရကောင်းနေလို့ညာဖြစ်ရကောင်းနေလို့ ਨੇ ဘာမှမကောင်းဘူးဆိုတဲ့ဥစ္စာတရားဓမ္မတော့ဉာဏ်မရဏဝေကြီးပွားရေးဉာဏ်မရဏတော့ခန္ဓာကိုယ်အိုက်ရေးဉာဏ်မရဏမင်းတပုံထဲမှာသိုးစင်ရေးသူတော့ဒါပဲရှိတော့ဘာမှသဘောပါကြရဲ့ တပံဝရုံကုသိုလ်တွေကပြုခဲ့တဲ့ကုသိုလ်ဖြစ်ခဲ့တဲ့တဏှာတွေနဲ့အမျိုးမျိုးပုံပုံခန္ဓာစုံရတာပြိဋကလာလာခဲ့တာသရုပ်ခွန်ဆက်ရအသက်ဘုရားရောလို့မေးဖို့လိုတဲ့အခါဇာမရဏဆန်းဆက်ပြိဋကလာအချိန်ကုန်ခဲ့ရတယ်မှတ်လိုက်စမ်းပါပါရှင်းကဲ့ပါပါအဲဓမ္မတွေဘာတွေလဲလို့မြင်နေခင်ဗျားတို့လို့ဒီလက်ရှိတွေကဖြစ်နေတာ ။ဘာပဲလုပ်နေဒီလောကီလုပ်တာမောင်းနေလုပ်ချင်တာလုပ်နေ။ဘဝကူကောင်းအောင်လုပ်လို့ဘဝကူမကောင်းအောင်လုပ်လို့ဘဝကူမကောင်းအောင်လုပ်တယ်လေအပယ်ခန္ဓာပေါ်မှာပဲ။ဘဝကူကောင်းအောင်လုပ်ကြလားလုပ်ပြန်တယ်လေလူနဲ့ခန္ဓာပေါ်ရမှာပဲ။ဘာလို့ရပေါ်ပေါ်တရားဓမ္မတွေဇာမဏတွေဒီဘုံတွေခုံရှင်းဖို့တာမှတ်ပါလား။မှန်ပါပါဇာမရဏမျိုးနဲ့ကုံကျင်းဖို့မှတကားရှိရဲ့ရှိပါဘူး။ဒါ င်းကိုဆရာတဲ့ဆက်မှာသာသာဘယ်ဘက်ကလာဖြစ်လို့ကျေပွားပြီးကလာအလွယ်ကြီးလွယ်ပြီးကလာသတို့ကြမှာတပိုင်းကလေးမှာရှားမတွေ့ကြတာရမဏမိဘုံလေးနှစ်ပုံထဲမှာပဲဖြစ်လို့ရာဖြစ်ပြီးကလာသူကြောက်ခဲ့ကြရလို့ဘာမှရှားမတွေ့ကြဘူးဆိုတာလေနောက်ထပ်ကြည့်ဘာမှမတွေ့ဘူးမမတွေ့သေးလားတွေ့ပါဘူးဘောခန္ဓာနဲ့ပတ်သက်ဓာရီကိုစံကဘာနဲ့တွေ့သေးလဲတွေ့ပါဘူး အဲဘယ်လိုကဒီအရှင်မျိုးအကျုံကြီးကျုံဆုံးကြီးသွားပါလေမလို့မဲတဲ့ခါကျတော့ဩအဝိဇ္ဇာကဖုံးထားတော့ဇာမရဏကြီးဒီဒုက္ခဘေးလေခင်ဗျာဇာမရဏဆိုတဲ့ဝိဇ္ဇန်တရားဝိဇ္ဇန်တရားဒီတရားတစ်ခုကိုစစ်တော့မသိကြတဲ့အတွက်သူတို့ဒီအခွန်ဆက်ဖို့လုံးလုံးလာကြတယ်ဟုတ်ပါဘူးရှင်းရသဗ္ဗံတရားလုံးဘာရင်းများလုံးလုံးပြီးကာလခန္ဓာရေ ဖြစ်ခဲ့ကြပါလေမလို့ဆိုတော့ဘာဖြစ်ခဲ့တယ်ညာဖြစ်ခဲ့တယ်လို့ဖြင့်ဘုန်းကြီးဖြင့်မပြောနိုင်ပါဘူးဓမ္မတို့ဇာမနာဆွန်ဆက်တယ်လို့ခါဖြင့်သိကြခဲ့တယ်လို့ဆုံးဖြတ်ချက်ကြပါမှန်ပါပါရှင်းကြပါမှန်ပါပါတခါရောင်းဆိုဆုံးမှာလေဘာမှကြောင်လို့နောက်ရက်ကဘာမှကြာပြီလေရဟန်းမျိုးနှပုံကြီးလောင်စာဖြစ်နေတယ်ပြတ်တို့ကြီးချိန်ကုန်ရတယ်ဆိုလို့ရှိရင်ပြန်မလွဲပါဘူးမှန်ပါပါ သိကြလားသိပါဘူး။ဩတတံတရားတော်ဘာမှဖြစ်ခဲ့ရုံတရားဘာမှဖြစ်ခဲ့ဘူးမိစ္ဆာဖြစ်ခဲ့တယ်။သဘောပါလား။ဘာမှဖြစ်ခဲ့ကြပါဘူး။ဒါကတရားဓမ္မကိုမိစ္ဆာဖြစ်တဲ့အလုတ်တွေကဖြစ်တဲ့ကိုလောက်ဖဲ့လို့ခုတဲ့တိုင်းတိုင်းမိစ္ဆာကြီးဟာအဆက်မပြတ်သေးဘူး။ဘုရားမှာဆိုတော့သူပါမိစ္ဆာဖြစ်တဲ့အလုတ်ကိုလောက်ဖဲ့တော့ကြ နောက်တုန်းကလည်းတို့တို့ကြောင့်အောင်ကြံလို့အောင်ကြာဖြစ်ပြီးကာလကုန်ခဲ့ကြတယ်နော်ယခုလည်းဒီကံတော်ကြီးရတာဗာမောပူဇော်ကြမလို့ဆိုလို့ချင်းပြန်ဇာမရဏမျိုးကိုကြီးတဲ့မှာကြီးရလို့ခြင်းခြင်းနဲ့ပူဇော်ဖို့ပါတော့ဆရာဒါလည်းကြည့်ရမှာပါပါပါအရင်ဒါရှိသေးတယ်ပါပါပါရှင်ကြဆင်ကြသုကြဆောင်းကြဒကာဓမ္မတွေကပြန်သာလပေါ်ကလောက်ကြဆိုင်ကြ အမြင်မျိုးပုံပုံဒီခံရရေးခြင်းရပြင်းရတွေးရငွေရယူရရခြင်းမျိုးဝါမျိုးမျိုးအမျိုးမျိုးနဲ့သူပြန်လေခမရဟာဘယ်မှာလို့ဒီမျိုးပုံကြီးခြင်းကြီးခြင်းဖြစ်နေမှုသံဖို့လုံးဝကြရတဲ့သဘောမှတပါးဘာမှမရှိမှန်ပါဘောပါကြတယ်ကြက်ကြက်ကောင်းပါလားဓမ္မတို့မလုပ်ကြဘူးသမားချင်းခြင်းဆိုတာဓမ္မတို့ခန္ဓာချင်းပါဘုရားမရဏကမိပါဘူ မိစ္ဆရာကသူ့ကိုခွန်ဆက်လို့ရှိရင်ဘယ်ဟာမလောင်ဘူးလို့ကိုယ်တော်မှရှိရလားအဲ့လိုကျိုးတဲ့ဒီကနာရဲ့ဒီဒီကတွေထောက်ပြီးပြီးဒီကလာဝတ္တကနာဝတ္တသီလတွေနဲ့လုပ်ပြီးဒီကလာဘာနဲ့ပြည့်စုံလို့ပါလိမ့်မလို့လို့မေးလို့ရှိရင်ခင်ဗျားတို့ဖြစ်စင်တယ်ကတော့ပြန်လူနဲ့လို့ဆိုတော့လေလူနဲ့ဒီကလို့ဆိုရင်ဖြင့်ရှင်းပဲရှင်းဒီကလို့ဆိုရင်မိုးုံနဲ့ရှင်းဖို့ပဲမှန်ပါဗျာရံမရမမိုးုံနဲ့ရှင်းပြီးဒီကလာ ရကြပြီးခါကသုံငင်းရုပ်သိမ်းရကြတယ်ဆိုတော့သုသေရာကောင်းသေးလားလားကြိတ်ခတ်ကြပါတော့သုသေဆိုတာပေါ်ကြသေပါသိပြီဆက်ဆင်းရပါဘုရားတန်ရာကြီးကလာခဲ့တယ်ဆိုပြီးစေကျိုးဝင်နိုင်ခန္ဓာတော့ပုံမပြောက်ခဲ့တယ်ဆိုတော့ဇမမင်းကြီးဖြစ်ခဲ့တယ်ခန္ဓာပုံမပြောက်ခဲ့တယ်သေပြီကြီးဖြစ်ခဲ့တယ်ခန္ဓာရေပုံမပြောက်ခဲ့တယ်ဆိုတော့ လက်ရာစိတ်ကိုကြားလိုက်တော့ဇာငရဏဒီတော့မြို့ုံကျွမ်းမှာပဲစဉ်းစားကြည့်ခဲ့ရတယ်ဆိုတာဖြင့်ဘုန်းကြီးတွေကဓမ္မကိုမျက်မှောက်မလို့ပါလူကြဲ့လူပါအဲ့ဘက်ကအေသိုးကြီးကြံဒီကရလာခဲ့ရတာဒီရမနာလက်ကံကဘယ်လိုလိုချင်းချင်းလဲရပါလဲဆိုကြံလုံးခံလုံးတစ်ခါမှပေါ်ခဲ့လို့မရပါဘူးမှန်ပါဘူးဒီရမနာလက်ကံက ဘယ်လိုလဲသဲလို့ကြတာဘယ်လိုစံကဲရမှာဆိုတော့အလုံးမှာစံလုံးခံလုံးမလာရတဲ့အတွက်တဘောအားလည်းဇာမရဏအမှုဆုံးနဲ့ဆင်းသေးလိုက်ဘုရားမှာအမှန်နောက်ဘုရားကြက်ကနောက်ဘုရားမှာလူုံနဲ့ဆင်းကြလိုက်ဒီဘုရားသတိဖြစ်လို့အဲသတိဖြစ်လို့ဘယ်မှာရောက်မှာပါလဲသူမွေးလို့ပြန်တော့ဘုရားမှာအဲဂုံတိတ္တိကြီးဖြစ်ပြီးကြတာလူုံနဲ့မှာ ဥဒ္ဒေပါတိကာလအမျိုးမျိုးကုံကုံသူကြောင့်ပြောနေကြတဲ့ပုဂ္ဂိုလ်သူကုံကုံမမဲ့နိုင်တဲ့ပုဂ္ဂိုလ်တွေဆိုတာတောင်မှအဲဒီမမဲ့နိုင်တဲ့ပုဂ္ဂိုလ်ကြီးကဘယ်များသူကြီးကြလို့ဆိုရင်ဆင်းပြီးကြလားရောက်ကြပါလေမလုံးလို့မေးတဲ့အခါတော့ပေါ်ကြအဲဇာမလာသူကုံကုံကဆင်းဆင်းနဲ့ဆင်းပြီးကြလားပြောပြရတယ်မှန်ပါဘူးတခြားသူကောင်းဆင်းမှန်ပါဘူးဆင်းရင်လည်းမသာဘူးမှန်ပါဘူး ဘာဝင်ရာဓမ္မတွေကျွေးလို့ခင်ဗျမွေးလို့ခင်ဗျရှင်နေခင်ဗျရှင်နေခင်ဗျဝိကုံခံရခင်ဗျဘယ်မှာဥဒ္ဒယမှာပါလိမ့်မလဲဆိုတာခန္ဓာကြောင့်မေးလိုက်တော့သိပါလိမ့်မယ်ဘယ်ဥဒ္ဒယဘုရားမနာဥဒ္ဒယေကာကဘုန်းကြီးတို့ဓမ္မတွေဒီမှာလည်းအလုံးစုံကုန်သတ်သိကြဒါပဲလေဒီမှာဒီမှာနေဒါသိမှာလုံးလုံးမေးတော့ ဘုရားမရဏလူကြီးအကျိုးမှမပေါ်ဘူးလို့ပေါ်မှန်ပါနဲ့ဆိုကြပါဘုရားမရဏလူကြီးဘုရားမရဏလူကြီးအကျိုးမှမပေါ်ဘူးဆိုတော့ဒကာရမတို့နိစ္စံဆိုတဲ့ကြားလို့ပုံတော်မရအောင်ဖြစ်နေတယ်လို့ကိုပေါ်တော့ပစ္စန္ဒကိုဆက်ခတ်ပါကိုကြောင်းကိုကြောင်းမှန်ပါဒါကနောက်ကဒကာရမတွေအားလုံးမိတ်ဆွေတင်ကတွေအကြောင်းမစင်းကြပါနဲ့ဟုတ်ကိုအကြောင်းကိုပဲစဉ်းစားရလို့ရှင်ငါဒီဘုရားမြတ်ဆိုတဏှာကြ ခန္ဓာမဖြစ်တဲ့အခါလည်းမရှိဖြစ်တဲ့ခန္ဓာပဲမြတ်ဥဒ္ဒေသီကာလရောက်ဆုံးပါလို့လုံးလို့မေရရခြင်းဇာမရဏဥဒ္ဒေသီကာလလောင်ကျွမ်းလေးသတိရတယ်ဆိုတာချင်းမြင်နေဖို့ငါလိုသေးဘူးအခုလက်ခံပါကြီးရဲ့ဘယ်ဥတိုက်ဒီကွားနေပါလိမ့်မလဲဘုရားမနာဥတိုက်ကွာဘုရားရမလို့ဘယ်နဲ့ကြောင့်ဘုရားကြီးကြောက်ပါလိမ့်မို့ဦးမသိခင်ကြီးကြွားတာကိုသုံးပါ မသိလို့ပြောရမှာမဟုတ်ပါဘူး။ဒါကြမသိလို့ပြောရတယ်ဆိုတော့ဓမ္မရဲ့ခန္ဓာကိုယ်ထဲမှာမသိတဲ့ဝိစ္စာပဲ။မှန်ပါဘူး။ပြောလား။ဟုတ်ပါဘူး။ဓမ္မရဲ့ခန္ဓာကိုယ်ထဲမှာမသိတဲ့ဝိစ္စာမင်းသိ။မှန်ပါဘူး။မသိလောရည်ဥပဒေရကဝိသမုပ္ပါဆိုတဲ့ခန္ဓာပဲဆိုတော့အဝိဇ္ဇာတိဒေရမဒေရမဝိခန္ဓာပဲမှန်ပါဘုရားသုံးအောင်ရုပ်ကြီးပြည့်ရုံ ဒီလိုဒီကာလမသိအောင်လုပ်ဒီကာလခဲကြရေဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်မသိတဲ့သဘောနဲ့ခန္ဓာစိတ်ကြောင့်ကြိုးစားကြရပေါ့လေမကြိုးစားကြဘူးခန္ဓာစိတ်ကြောင့်ကြိုးစားကြတဲ့အခါကျဘုံများကြီးသင်္ကာရဘုံများကြီးသင်္ကာရဆိုတာကြိုးစားတယ်အော်ကြည့်ကြတဲ့အရဏများကျွတ်မှုလေလေနဲ့ဖြစ်တယ်မတင်နဲ့တော့မှန်ပါပါကြားရရတာပူရရတာမနေပါဘူး အဘိညာဝိသင်္ကာရဖြစ်ဖို့ဆိုရလေဒါကလည်းအလိုကျိုးကိုရှာရတာလေဒကာရမကနေမှညမှာပါပါဒါကအလိုကျိုးကိုကြားရနေမှညမှာမနဲ့ရင်းပြီဒါကလေလိုးလိုးနေတာကိုနေရမှာညရမှာလို့ဒါကတော့ညရစ်ကူးနေမှာနေရအလုံးနဲ့မအားအားရအဲ့ဒါကအဘုံနေပြီတင်ဒါက သဘောကျလားဟုတ်ပါဘူးအေးဒီလိုကြီးနေလို့မဖြစ်သေးဘူးဒီလိုကြီးစီးပွားရေးလိုက်နေလို့မဖြစ်သေးဘူးဘောဟောင်းရရဲ့နောက်တန်ရာခကြီးမှာလေဆင်းရဲကြီးနဲ့ကျုံးနေလို့ချင်းဖြတ်သေးတယ်ဆိုပြီးဒီကာလရှိပါလေသူပြန်တမ်းမြန်ပြေးပြန်တမ်းမြန်တော့လေ မလူကမတန်းကြတော့သစ္စာမသိဘဲနဲ့သူပဲကြမ်းလိုက်ပြန်တော့ခန္ဓာဆိုတဲ့ခြင်းကြီးကပေါ်လာပါပေါ်လာခန္ဓာဆိုတဲ့ခြင်းကြီးကခန္ဓာ၅ပါးခြင်းကြီးပေါ်လာတယ်ဆိုတာသင်္ခါရသစ္စာဝိညာဏဆိုတဲ့ခန္ဓာ၅ပါးခြင်းကြီးကိုသုံးအောင်ပြီးပေါ်လာပါပါပါပေါ်လာပြီအင်းဒီခြင်းကြီးကဓမ္မတို့ဇာဏနာရှိမရောက်ခင်လည်းငါဝါ့ကျင်ငါလာ ်ဆိတ်ဆိုတော့ရောရတယ်သူကလည်းနှိမ့်ဆက်လိုက်တဲ့ဖြစ်စဉ်ပြန်မနေပါဘူးနာဝအောင်ပြေးပါဆိုလည်းအချိန်ငိမ့်ပြောနေတာပဲနာလာတဲ့ဝေးလည်းလောက်ပါဆိုတော့အဲငါ့ကြောင့်ဝေးဥစ္စာပြေးပါဆိုတော့ဝေးစိတ်ကျဉ်းများနဲ့ကလားလို့မေးတဲ့အခါကျတော့သူကဘယ်ဥစ္စာနေလို့ဘုရားဘုရားမရဏကဥစ္စာပြေးကြလားသူခဲခဲနဲ့ပဲဟုတ်သမ်းတယ်လို့ပြောတာလေ ယမနာမျိုးမခုကြာဘဲမှာသူဒီခဲခဲနဲ့မှုဆောင်တယ်လို့ပဲဒါပဲသူအမြဲပြောလို့ရှိရေးမိကြအဲ့လိုတောင်သူတို့ခင်ဗျားတို့တရားမရာလုံးကမမြန်လို့အဲဒီကဆွဲပြရမသိအောင်လုပ်ကြည့်ကြတာဒါလည်းပြန်တော့သင်္ကာရတွေကပြုပြင်တယ်လို့ပြုပြီးခန္ဓာ၅ပါးတို့ဝိညာဉ်တွေကပေါ်ပြင်တယ်လို့ပေါ်ပြီးဉာဏ်မနာပြီး ဒီလိုလေခုံသိမ်းရတယ်ဘွာဆိုတော့ဘွာဘောင်းဘောင်းတော့ပါဒီတစ်ခါလေဒါရမလို့ဆရာခွန်ကြီးကပြင်းဒါရမလို့အဲ့ဒါကမအိုရဲဖြစ်တော့အမတံမသေးရဖြစ်သောနိဗ္ဗာန်ဆိုတော့သိပါရဲ့သိပါရဲ့ဆိုတာတော့ပြန်အခုအတန်နဲ့ပဲပြောပါမှန်ပါပါအတန်နဲ့ပြောရတယ်ခင်ဗျားတို့ကအကွာကြအောင်မှဖြစ်မှန်ပါပါ အဗ္ဗံနဲ့မတရားရှိတယ်မတရားရှိတယ်လို့ပြောများတာအဘွားကမတတ်ကြံလို့ရှိရင်မိဘကိုပြန်ရောက်မှာသဘောကျလားအဘွားမတတ်ရင်ပြန်ရောက်ရောင်းရမိဘနဲ့ပြန်ရောက်နော်အဲသူကလည်းဝေခန္ဓာမျိုးကြံသေးလို့မေးလို့ရှိရင်ဘယ်အာရုံရဓမ္မကိုဖြေပြန်ကြမှာဩသဗ္ဗေဒီကခန္ဓာကြီးလေးတင်ခြင်းနဲ့ဘာသင်္ကာရပါလုံးဖြစ်ရှိလို့ရတဲ့ ဘဝဆိုတဲ့ခန္ဓာကြီးဖြင့်လက်ကောင်းလက်မလားလို့မေးလိုက်တဲ့အခါကျတော့အညက်ပင်လို့ရမှာသူတို့ကတော့ဥတိုင်းဘုရားဘုရားကတော့ဥတိုင်းပါပါအတုမရှိဆိုတဲ့ဒီဘုံရမဏနဲ့ဉာဏ်တော်ဉာဏ်ကကံတော်ဉာဏ်ကနဲ့ဆိုရကြီးရလဲဘယ်ဥတိုင်းရချပါလဲဘုရားဘုရား ဒီဟောမှာလည်းဥဒ္ဒယရကြတယ်ဆိုတာကိုသုံးအောင်ခန္ဓာရှိတဲ့ပုဂ္ဂိုလ်ဘယ်မှာဥဒ္ဒယရဒီဥဒ္ဒယရမှန်ပါသဘောပါရဲ့ဟောရဘုန်းကြီးကဓမ္မကိုရှင်းရှင်းနဲ့လင်းလင်းပြောနေတော့ဓမ္မကိုဥဒ္ဒယကြက်ကြက်သွားတော့သဘောရဲ့ဒီလာဥဒ္ဒယ နောက်ပြရတယ်နော်သီလာဥဒ္ဒေသေခြင်းလို့ဒီတရားပါပါသီလာဥဒ္ဒေဥပါရေလို့ပြောရပါလို့သီလာဥဒ္ဒေသေခြင်းလို့ဒီတရားရဲ့ဆိုမိလောင်တရားကိုကိုယ်စမ်းမရပါပါဇာမိကနာမိလို့သေချာရောပြိကရာခါရိုက်တာဒီမိကောင်ကံပေးကြတာတရားရဲ့ဘဝမျိုးကြီးဆိုတော့ခင်ဗျားတို့ကလိပ်ကြရဲဇမိနာသားတို့သက်သက်သက်နဲ့လုံခါဩတိရိစ္ဆာန်တို့ အသေးလေးကိုလိုက်တာတော့အောက်မေကျုပ်လည်းသူတော်အပြည့်အပြည့်ဆိုကြည့်တော့မယ်ရှင်မိလောင်သေးတာမှန်ပါဘုရားတပည့်ကြအဲ့ဒါကြောင့်မိလို့ရဟန်းမဘုရားဒီတစ်ခါလေးလွတ်ကြပါတော့လောကဆံတဲ့ဤကိုလည်းပေးနေပါတယ်သံဃာ့ရှင်သာတော့မကြောက်နဲ့ခင်ဗျားတို့သာယကမေရှိဝဲရင်းနဲ့ဒါနဲ့ကရှင်ကုန်နဲ့သို့ဖြင့်ဒီမျိုးုံနဲ့ဆက်ပြေဖို့ဖြင့်နာသေးကြဖို့ ဆိုရည်ရဲ့ဆိုရည်ဇမောသဘောပါကြအားလုံးကဓမ္မတွေကကရုဏာမေတ္တာနဲ့ဟောနေတဲ့တရားလို့သိသိဆရာမှတ်ပါနော်ဘုရားရှင်ကဒီတိုင်းကောင်းတယ်ဘုရားမှန်ပါဘူးဒီတိုင်းတွေကဓမ္မတွေဒီဝိဇ္ဇာကမမတော်နိုင်ရဲ့ဝိဇ္ဇာရဲ့ငါးချက်ကအုပ်ထားတာမတော်နိုင်ဘူးဆိုရင်ဒီတိုက်ပါပါဘုရားမှာကဥဒ္ဒိတ်ပြီးကြလာဓမ္မတွေရှင်းရှင်းနဲ့ဟုတ်သား နတ်ဘုရားဖြစ်ကြံတဲ့နတ်ဖြစ်ကြံနတ်ချင်းချင်းနဲ့မိရခံလိုက်ဇမားဖြစ်ကြံတဲ့ဘုရားမောင်ဇမားဖြစ်ကြံလေးမိကြဒီလိုလိုလိုရဲလာခဲ့ရတဲ့ဥစ္စာခမားတို့အယုတ်ကောင်းတဲ့ပုံတွေဆိုတော့ပုံတိုင်းပုံတွေပြောတာပါပုံပြကိုမရှိဘူးသူတို့လောင်ပြတယ်မှန်ပါဘူးဘောကြရောရမရမလောင်ပြလိုက်တာပုံပြကိုရှိသေးရဲ့မှန်ပါဘူးဒီပါလေတို့တို့နောက်ဘုန်းကြီး အဖြစ်ကောင်းတဲ့လူလားအဖြစ်ဆိုးတဲ့လူလားလို့ဆိုတော့ဘာမှမတွေးနဲ့တော့သစ္စာဉာဏ်နဲ့လားကိုသုံးအောင်တွေးလိုက်တော့အဖြစ်ဆိုးမှလားအဖြစ်ကောင်းကိုမပါဘူးရင်းမိကြပါဘူးဘာသာလဲအာကြီးနေတယ်ဆိုတာရင်းမိလားအဲလူ့ဘဝရောက်ပြန်ပြီအမှန်တန်တက်ခဲ့ရတယ်ဗျာငရွေးရတဲ့ဆရာကဆရာလူ့ဘဝဆိုတာလည်းလည်းကူကူမဟုတ်ဘူးဗျာအေးတက်ခဲ့ရတာလည်းအတိတ်ကြက်လာတော့ဟုတ်တာပဲကွာ ဘယ်ဥစ္စာကြီးကဒါကမင်းလမ်းဆုံးမှာတော့မေးပြန်တော့လေသာမန်ပါဘုရားဒါကလည်းဥပ္ပံကြောင့်မရဏရှိတယ်ဆိုပြီးအဝိဇ္ဇာကမပြောင်းဥစ္စာပြန်တော့လေအဲငါ့ပြုစုသားတဲ့ကမ္မတက္ကညာလေးနဲ့လုံးဝပြန်တော့ဘယ်ဥစ္စာရပါသာမန်ပါဘုရားကမ္မတက္ကညာအဲ့ဒီဥစ္စာရတယ်ဆိုတာပေါ်လာပေါ်လာ ကောင်းတာလို့ကောင်းလို့ပြောတဲ့ခန္ဓာကြီးပေါ်လာပြီးကြတာဥဒယရဲ့ခြေနေပြသစ္စာနဲ့ကြည့်လိုက်တဲ့အခါကျတော့ဇာမန္တလည်းတွင်ကောင်းခြင်းပြီးကြလာဒီဘောဝင်ရတယ်ဆိုတော့ဉာဏ်မျိုးကိုလိုလို့ရတယ်မှန်ပါဘူးဥမှုတို့ဘောကြဥပ္ပံကြီးတို့စဉ်းစားပါစဉ်းစားပါဘောပေါင်းရတော့ကဒီလိုပဲလို့များဆုံးရှုံးကြရတယ်ဆိုတော့ဆုံးရှုံးဖို့ကိုလည်းယနေ့ရှင်းပြရပါတယ်မှန်ပါ သဘောပါကြဒီလိုက်ဆိုဒကာဓမ္မကဒီလမ်းမှာကဘိုးပြန်နာမရှိတဲ့ဘူးလားဆိုတာကျွန်တော်တို့သဘောလုံးကသတ်မျိုးကိုပေါ့ပါရှိရတာကဒကာဓမ္မကဆရာတော်မပြောလို့လည်းမသွားတာပါပါကိုပြန်တော့ကိုကိုရံရောင်းတော်ကလေးရဲ့ချော့လို့လည်းကိုစုံအောင်မရောက်ပါဘူးမရောက်သေးဖြစ်ဒီကာကနေတော့အဲ့ဒီမှာဒီလာမှာလူလေးလာလေးတက်ဒီကာကဒီလိုများဆွဲနေမှာမတင်ဘူးပါပါ ဒီကြောင့်ကငွေချင်းကိုတရားကြည့်ကြပြီးကလည်းလွယ်ယူလို့ပြင်ပြင်မရှိတော့မှကိုကျိုးနေဖို့ဆိုတာတော့ဖြင့်လူမိုက်အောင်မှကြံရဆိုတဲ့စကားကဥကြတော်ဆိုးတယ်မဆိုးဘူးလားဆိုးပါဘူးဘုံမဆိုးလားလားအဲ့ဒါကြောင့်ယခုအချိန်တိုင်းနေနေနေကြီးကြံပြီးဥပါလေအချိန်မပေါ့ကြံပြီးနေပြီးကြတာသိကြတော့ရှင်းနေတယ်ဆိုတာနော် မြတ်တဲ့အတွက်ကတော့ဘုသမောမသေးချာညအတွက်ကအသေးချာအဲ့မသေးချာတဲ့ကျဲဟာခင်ဗျားတို့ကအဲဒီမိဘုံတို့ရေးကိုမကြိုးစားတာအဲ့တော့ဒီကဲခင်ဗျားတို့ကဏအဝိဇ္ဇာပြုသောတရားကဖုံးထားလို့ညံညော့ရဲ့မပြူလာဘူးရှင်ရယ်မှန်ပါ သဘောပါပါပါအဝိဇ္ဇာရိယတရားဆုံးတာညံညံလေးကပြူသေးရဲ့ပြူပါသတ္တဂရိမြတ်တရားဆုံးမယ်လို့ဘုန်းကြီးတရားဓမ္မတွေစိတ်ကြွေးကြရက်တော်ကြသွားတော့ကြောင်းမရောက်လားမှန်ပါဘယ်နဲ့ကျင့်တာတော့ဆိုတော့ညံတော့ကိုမပေါက်ဆံအောင်အဝိဇ္ဇာကတခါရဲ့မှန်နေရင်အဝိဇ္ဇာမီးကလည်းလမ်းထားလိုက်ပြန်တော့ညံညံလေးကပေါက်သေးရဲ့မပေါက်ပါဘူးဒါရင်ရဲ့ဘုန်းနဲ့ခေါ်မယ်လို့စိတ်ကြွေးလိုက်တာကဆက်ဖြစ်တယ် သတ္တဝါဉာဏ်ညွန်လေးကဘယ်နဲ့ဖြစ်မပေါက်တာဘူးဆိုတဲ့အိဒါရှင်းမလားရှင်းပါပါညက်ဒီပေါ်ဒီကရနေတဲ့ကိုသမုံဖြာဥဒ္ဒါရဆိုတော့ဒီညက်လေးကပေါ်ဝါရဘောတယ်အရင်လိုစိမ့်ကြီးနဲ့တန်လန်ခေါ်ရည်လာလေရဲ့ဘာလို့မလာရုံနဲ့မဲတဲ့ကပေါ်အုပ်ရှိလို့ ဒီနေ့ကဒီမှာလည်းသူတော်ဘာလို့ဆိုရင်လုံးမလို့သိကူးလေလေရှင်းပြန်။အော်ကိုကိစ္စလေမပြီးသေးဆိုဖြာရလာအောင်ပြန်။မှန်ပါဘူး။ဒီကိစ္စလေမပြီးသေးဘူးဆိုရင်ဖြာပါဘူး။ဘယ်ညာညာလေးရကာရမတို့။ပန်သောလာကတုံးသွားတုံးသွားသဘောပါရ။ခင်ဗျားတို့အားလုံးကာကွယ်နေကြတယ်သူပြချင်းညာညွန့်ဖုံးပြီးမှတ်လိုက်စမ်းပါ။မှန်ပါဘူး။ သဘောပါရဲ့အာရမရမရဒီလိုရည်ရွယ်ချက်တွေရှိကြရနော်ဇာမရဏမိဘုံသွင်းတော့မသိဉာဏ်ဟုတ်ဘူးဗျာဒါကြောင့်ဒီရောအားကျဲနေတယ်ဆိုရင်ဘုံလုံးမှာမှတ်ပြီးတော့အားကျဲနေတယ်ဆိုရင်ဘုံလုံးမှာတော့ကြောက်ပါအောင်လားပြောတယ်ဉာဏ်ကြောင့်ကတော့ဘုံပြီသင်ကြပါလားဒါတော့ဝေရဝတိခင်ဗျားတို့ရည်ရွယ်ချက်ကောင်းများတော့လေအဝိဇ္ဇာမနိုင်ဘူးသာပါ ဘယ်လိုဆိုကြမနိုင်ဘူးမနိုင်ဘူးမနိုင်ဘူးဒီကရမလို့လုံနေတကယ်လည်းသိကူးလိုက်နော်ဒီဟာလေးကပေါ်လာလဲပေါ်လာတာဒီလေးရယ်ကိုညာညွန့်လာပြီးဖိုးလာတာဘယ်နဲ့ဆိုကြညာညွန့်လာဆိုးတယ်ဆိုတော့ကောင်းကောင်းကျင်တတ်ပါအဲ့ဒါကြောင့်ခင်ဗျားတို့ကသိကြပြီမြေအောင်လို့ဗျာရှင်ပြောတော်မူတယ်တရားလို့ဉာဏ်မရဏ သူတို့ဘုံဘွားကောင်းများစွာကဆင်းခဲ့ရတဲ့အတွက်ဒီဖြစ်လို့ကြောက်လာပါပြီ။ဒါကြောင့်လွဲရတဲ့ကြောင့်ဖြစ်တဲ့ဥပါဒနာကမဉဏ်နဲ့မဝေရတို့တဲ့မိုက်ကင်လန်းပြီးမိုက်ကင်ဖောင်ကြီးစီးပြီးသွားမယ်လို့စိတ်ကူးလိုက်ကြ။အထောက်အထောက်နိုင်ဘူးဗျာဆိုပြန်ဝိဇ္ဇာကပြုံး။နောက်ဝိဇ္ဇာကလည်းโอ้แม่ดาวเนี่ยงัดกันเจ็บไปสุบีกาละแต่ก็ได้ญาณๆเลยบอกได้สุสมบัติครับครับแต่เสียไม่รู้แล้วบอกได้ ဘောရာဤကဲမိမိတို့အိမ်တို့ຢာတို့ရောက်တဲ့အခါကျလို့ရှင်လေခိစ္စရိဟူသောဝိဇ္ဇာတွေကဘယ်နဲ့လဲဘုရားဘုရားကညံညံလေးဟာဘယ်နဲ့ညံနေပါလို့ဘုရားဇာတ်ဘယ်နဲ့နေတော့ညံပြုတ်တော့ဒါဒီကဒီကရှိတဲ့ဒီကဆိုပြီးဆရာဘုန်းကြီးကတရားဟောပြန်တယ်ခရမတော့ဟောပြန်တဲ့ကဒီဆက်လာတယ်ညံလေးကမဆက်ဘူးလားဆက်ပါဆက်တယ်ကဆက် အကျောလာရံတကယ်တော့ရံတဲ့ခါကျဒီလိုရှိတဲ့ကိစ္စဒီလိုဆိုဝိဇ္ဇာရနေပြီးအုပ်လိုက်ပြန်လာတော့မှန်ပါဘူးသဘောပါဒီလိုနေခဲ့ရတဲ့အဲ့ညာဓမ္မတို့သတ္တဉ္စရိယိဉ္စရိယတိုင်းဉ္စရိယသမာဓိဉ္စရိယပြင်းပြင်းလေးဆိုတဲ့ဣန္ဒြေရဣန္ဒြေအဖြစ်ကိုမရောက်သေးနဲ့လုံးပြောက်သွားတယ်မှန်ပါဘူးသဘောကျအဓိပ္ပာယ်မဖြစ်ဘဲနဲ့လုံးပြောက်သွားတယ် အင်္ဂရဟရကနဲ့အော်ခင်ဗျားတို့စစ်တွေကဖြင့်မလွယ်ပါလားဒီဆုံးမဘုရားကကဥတိုက်ရဲ့လမ်းကိုတော့ပြန်အဝိဇ္ဇာကဘယ်နည်းနဲ့မှမမထွက်ရဘူးကွာအဲ့ဒီပဲဥတိုက်ရမှာဆိုပြီးညံညွန်ပေါလိုက်သူကဥဒ္ဒါလိုက်ဒီလိုနဲ့အိုရင်းမတတ်နဲ့ဇေယမရဏမိဖို့နဲ့လာဆင်းရရတာပဲဒီဆုံးမညံညွန်ပေါပြီးကြလားမဟုတ်ညံရင်းနဲ့ဘယ်လိုကမြင်ဖို့ဆိုပြီးကြလားဒီလိုများ ိဋ္ဌရယသာဒီခါလုတ်တွေကိုကျုပ်ပြီဘောဆိုတာမျိုးလာရလားမလားဘယ်တော့မဆူတယ်ဆိုတာရင်းမကြဒါရင်အားလုံးရောမလေးခမည်းတော်မှာစိတ်ကြေဉာဏ်လုံးလို့ဆိုတာဟာဉာဏ်ညော့ပေါ်မှာဒကာရမအဝိဇ္ဇာရှားဥစ္စာပဲကမှတ်ပြီဘုရားဗိဇ္ဇာဉာဏ်လုံးဆိုတာဘာလဲဉာဏ်ညော့ပေါ်မှာဝိဇ္ဇာရှားဥစ္စာဆိုတာကောင်းကောင်းရင်းနေတာဘုရား ။ဟောကလေးလေးကမကြည့်ရဘူး။ဘုရားမဟုတ်ဥဒ္ဒံ။အမှန်။အဲဒီငလူကြီးကပမာလို့ဆိုရင်ဥဒ္ဒံ။ဥဒ္ဒံကြီးဘိုးဘုရားရဲ့ရင်းနေခဏကမလွယ်လို့ဆိုရင်ဥဒ္ဒံ။ဟောတော့တဲ့ဥဒ္ဒံကလေတော့ဒါလေးကဘုရားမဟုတ်ရင်တင်းနေဆိုတော့တန်တော်ဖြစ်ဖို့လာပြီ။မလာတော့ဘူး။မလာခင်နဲ့မလာတော့မလာတော့ခန္ဓာရဲ့ဘယ်ဥဒ္ဒံကြီးလဲ။ဘုရားဥဒ္ဒံကြီးတော့ ဟုတ်ရင်မတတ်နဲ့မှောင်လဲမှာကြာဝင်မတတ်နဲ့ပဲယမရမိဘုံအတွင်းကိုသုစနေမှန်ပါဘုရားဘုရားတိုင်းဒီတိုင်းကိုသုံးပြည့်ကြပါမှန်ပါရှင်းလားဘုရားဘုရားတိုင်းဒီတိုင်းပါပဲဆိုတာကောင်းကောင်းသိနေပါလားဒီကဘုန်းကြီးဒီဘာလုပ်နေကြတော့လို့အားလုံးကဘုရားတွေကမေးလို့ရှင်းပြန် ဒီနေ့ပြောတာလည်းဉာဏ်ညော့ပေါ့ပြောမှန်ပါဘူးနောက်ဒီနေ့ပြောပြန်တာဉာဏ်ညော့ပေါ့ဉာဏ်ညော့ပေါ့ပြောပြီးကြတာဉာဏ်ညာတော့လေကိုယ်ကိုရာဆိုရက်တဲ့ခါကြလို့ရှင်းနေတာဝိညာဇာတွေကသူသောမောင်ဒီဉာဏ်ညွန့်လေးပေါ်ပါဖုံးစားရတဲ့ဖြစ်ခြင်းဟာဦးမအားရတာမိုးရတာနေဖုံးလိုက်တဲ့ဖြစ်ခြင်းတခါဒီနေဝင်တော်မပြီးဘူးမှန်ပါဘူးသိကြတယ်မှန်ပါဘူးပြီးကြတယ်မပြီးပါဘူးမပြီးပါဘူးအဲ့ဒါ တကိစ္စာဒီတကိစ္စာတကိစ္စာဒီတကိစ္စာတကိစ္စာဒီတကိစ္စာအဲ့ဒါညာနဲ့နေလားအုံနေလားလို့ဖုံးနေလားလို့ဆိုတာသမေ့တယ်ရှားပါမှန်ပါသဘောကျမှန်ပါသမောင်းဒီလိုနဲ့ပဲညာရောမပေါက်ဖဲနဲ့ခန္ဓာကကိုကျင်းဆုံးမျိုးနဲ့ခိုးစင်လိုက်မှန်ပါသိကျင်းဆုံးမျိုးနဲ့ခိုးစင်ပါဒါနဲ့ကစိန်ကုန်ပြီးဒီကရာသွားတော့တော့ညာရောမလေးတောင်မှပေါ်ပြောပြင်းနဲ့ဆရာနဲ့မတွေ့တော့မှန်ပါတွေ့နိုင်ပါဦးတွေ့နိုင်ပါ သဘောပါကြဒါဉာဏ်ရောက်ကြတာကြီးဇာမရဏလို့ဇာမရဏဟောဒုက္ခကိုသိလို့ညဇာမရဏကမဲ့ဟာရှောင်းလိုက်ဆိုတော့ဉာဏ်ဉာဏ်လေးပေါ်လာမဲ့ရှောင်းလိုက်ရှောင်းလိုက်ဆိုတော့ပါပါလို့ရှောင်းလိုက်ရှောင်းလိုက်နဲ့ကိုရင်းမကံနဲ့ဒိဋ္ဌိတွေကများပြီးဒီကာလကိုဆုံးအောင်မရှောင်းနိုင်မရှောင်းနိုင်ဘဲနဲ့မဲ့ရင်ဉာဏ်ရောမပေါက်လာဘဲနဲ့ ရားမလားဘူးလို့နဲ့ခန္ဓာကြီးအကြံတိုင်းသွားပြီးဆိုးဆင်းနေမှန်ပါဘူးအဲ့ဒါနဲ့ဆိုးပါအဲ့ဒါကြောင့်ခင်ဗျားတို့ဒီဒီကြကြလောကီလေစကားတတ်တဲ့ဘုန်းကြီးတို့ခင်ဗျားတို့ကိစ္စတွေသူတိညံညွန်ကုန်ပါမှန်ပါဘူး ဘောကြသံဃိကာလည်းဘာပါလိမ့်ဘုရားဝါကိစ္စဉာဏ်ဉာဏ်ဘုံလာလေဆိုတာဘောကြသဘုဒ္ဓရာဉာဏ်ဉာဏ်လေးပေါက်ဖို့ပြစမလာလေမလာတော့ဘူးဆိုတော့အဲ့တော့ခင်ဗျားတို့ဂုံယူသွေးဤကုန်တဲ့ဆင်းဖို့လို့ဟောပါပါဘိက္ခာများပြီးပြီးနိုင်ဘူးမပြီးနိုင်တဲ့ကိစ္စတွေလောက်သာဒီကာလကိုစောင်းမပြီးဘူးပြောတယ်သဘောပါသူပြန်ဘယ်နဲ့ပြောကြလဲ မပြီးတဲ့ကိစ္စကလည်းဆင်းတာပြီးတော့ဘယ်လိုကလည်းညီးကြပါမပြီးနိုင်ဘူးလို့ဆိုတော့ဒီယူတက်သေးတယ်ဆိုတာသုံးရစေချက်ပါဆင်းတာကအနဘာသေးရတဲ့ကိစ္စမဟုတ်ပြန်နှုတ်လိုက်တဲ့အနဘာရဲ့အချိန်နဲ့ကတော့ကြာအချိန်အထိုးလို့ကိုမပြီးနိုင်ဘူးလို့ပြောသူဒီယူပဲလည်းပါဘယ်နဲ့မှမတတ်ဘူး ်ပြမလားဒီမှာရောပြီးနေတဲ့ကိစ္စတွေကိုရှင်းရတော့ရတယ်လည်းမပြန်လောက်ဒါကတော့ဘက်ကလုပ်ပြီးသူပြီးကြတော့စင်သားပါရဲ့ဒါနဲ့အလုပ်ကမပြီးနိုင်ဘူးဆိုတော့ဘယ်နဲ့လုပ်ကြငါညဘုရားပကားဘူးရိပ်ရိပ်ရအဲအပြီးနိုင်ဘူးလေပြဲလုတ်ရတာရှင်သားရတယ်ကဲသူဆုံးမဘယ်လိုရှင်သားလဲမပြီးနိုင်အောင်ရှင်သားတယ်ဆိုတော့ဥမာမျိုးတစ်ခုစားလိုက်တယ်ဆိုလို့ရှိရင် ဘယ်တော့ပြီးမှာတော့ဒီတန်ကြီးကုံဒီတန်ကြီးကဘယ်တော့ပုံမှာတော့မေးရင်မင်းပြောကြပုံမှာဒီတော့ဘယ်တော့ရမှာလဲဆိုမရတဲ့ဝိရေကလည်းဒီကဘာပြတ်မှာလည်းရေပြောက်မှာပဲဒီတန်ကြီးကကဘာမီးတော်မှပြောက်မှာပဲသဘောကျအဲ့ဒါမပြီးသေးဘူးတဲ့ဒီကိစ္စကကြမ်းနေသေးတယ်ဆိုမပြီးပါဘူးကိုယ်ဆုံးမှာပါ ဇေမီလာအဲလောက်တော့ဓမ္မတွေမှာညံညွန်ဘုံတွေကများနေရယ်ဆိုရရင်းမိတယ်။ငယ်တုန်းကဘုံတာမဟုတ်ဘူးနော်။ငယ်တုန်းကဆိုတာကတော့လုံးလုံးကိုဖုံးရမရှိလို့သူ့အောက်မှာပြောင်းနေတာကိုဆောင်းမှာ။သူဇာဘုန်းကြီးရဲ့ကျိုးတော့ညွန်လေးထွက်လာတဲ့အချိန်ဘုန်းကပြောတာမှန်ပါဘုရားကညာကိုမပါလေမှန်ပါညော့ပေါက်ဖို့ဝေးပါလေမျိုးတွေကိုမပါဘူးမှန်ပါဘာလဲ သိမလားအလေးတရားတော်ကိုကျေးဇူးရတယ်ခင်ဗျားတို့ဉာဏ်ဉာဏ်ကပေါက်ကြပါတော့ဆိုတာကိုသတိပေးတယ်ပါပဲသိရမလားဘယ်ဉာဏ်ဉာဏ်ပေါက်နိုင်လဲသိကြရသူကြီးဟာဓမ္မတွေမျိုးလုံးသုံးပြီးကြတာအရင်ပြန